ီတဖက်မှာအဲဘယ်ကောင်မဲဆိုအညံ့ခံသွားတယ်ပေါ့ဗျာနော်အဲ့ဒီအညံ့ခံသွားတာတော့ခင်ဗျားတို့ခင်ဗျားတို့အထက်အရာရှိတွေစစ်တီတွေကြီးဝပြစ်မတင်နဲ့ခင်ဗျားတို့အထက်အရာရှိတွေကအသုံးမချဘူးကိုဘက်ကတနက်ကကြီးစံပြစ်လိုက်လို့ရှိရင်နှစ်ချက်ပြင်ဂျမ်းဖြစ်ပြီမိဘပြည်သူပေါင်းမင်္ဂလာပါခင်ဗျာဒီနေ့စစ်ရှောင်းကောင်စီရဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုနမခဘူး BWM Mission 41ဖြစ်ရှောင်းတိုက်ဒုံးနေနဲ့ပြစ်ခတ်တိုက်ခတ်လိုက်တဲ့ဇင်း မုဆေပြငားမိုင်မှာညီနောင်မဟာမိတ်သုံးခွဲကထိမ့်ကျုပ်ခွန်ကောက်ကန်နေမှုတဲ့ကြောက်ဖြူမှာစနိုက်ပါထိမှန်တဲ့ခမာရညစ်တစ်တစ်ဒုတညမှုဘုံမှုဝင်းတက်ရတဲ့အစရှိရဲ့၁၆ရက်၆လ၂၀၂၅ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါအလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဒီကိစ္စနဲ့ပတ်သက်ကျွန်တော်ဝန်ခံမရတော့ဘူးပေါ့ဗျာနော်ကျွန်တော်လည်းမလိုချင်ပါဘူးအဲ့တော့ ။တနည်းအားဖြင့်ယူဆလိုက်ရသွားပြီ။ယူဆလိုက်ရတဲ့ခုကတော့အဲ့ချိန်မှကျွန်တော်ယူဆလိုက်ပြီ။အဲတပုံနဲ့ပူပေါင်းသွားတယ်ဆိုတာကဖြစ်တန်ချီတဲ့ကတခုပေါ့ဗျာနော်။အခုဒီနေ့အသိမကြခင်မှာပဲတပုံဘက်ကရုပ်ကန်လေးနဲ့တက်လာပါပြီနော်။စစ်စီခင်ဗျာရှင်လဲမှာရှင်နေလဲမှာတနာစရာအရန်ကိုကောင်းပါလေနော်။တနာစရာအရန်ကိုကောင်းပါလေ။အဲ့တော့ဒီစစ်တီတွေဘာကြောင့်မို့လို့ဒါမျိုးပေါ့နော်။တပုံဘက်မှာခိုးအောင်သွားတယ်ဆိုတာကစစ်တီတွေကိုတနည်းအားဖြင့်ကျွန်တော်တို့အပြစ်တင်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကျွန်တော်တို့ကလည်းအထက်အဘောက်ဘောမလုံးရရောက်တယ်ကြာဒီလား။စစ်တီတွေရဲ့အခက်ခဲကိုခင်ဗျားတို့မေးဘူးသလား။ နော်စစ်တီတွေရဲ့ဘယ်လိုခေါ်မလဲဆိုတော့ဖော်ဆောင်ခြင်းတဲ့ပုံစံမျိုးခင်ဗျားတို့လွတ်လွတ်လပ်ခွင့်ပြုဖူးသလားနော်စစ်တီတွေရဲ့တိုက်ပွဲပရိုဂရမ်ဆိုတော့မြေပြင်ပြူဟာမှုတွေတက်မှုတွေနော်အရာရှိစစ်တီတွေရဲ့ဟိုတကယ်ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စီစဉ်နေစီရေးပလန်တွေပေါ့နော်စီရေးပလန်တွေကိုနော်ဘတ်တာပလန်တွေကိုခင်ဗျားတို့တိတိကျကျပြုဆိုင်ဖူးသလားပြီးတော့စစ်တီတွေကင်နေရလက်နက်တွေရောကောင်းတယ်လို့များခင်ဗျားတို့ထင်နေသလားအဲ့တော့ခင်ဗျားတို့ကိုကိုကိုလည်းပြန်မင်းအောင်နော်အဲ့တော့စစ်တီတွေပေါ်မှာအခုတိုက်ခိုင်းထားတဲ့စစ်ကလည်းဗာနဲ့လားတဲ့လူတွေဆိုတော့ဟိုရှေ့မတိုးနောက်မဆုတ် ဘာမှမလုပ်မဟုတ်မပြုတ်မလုပ်တဲ့ပုံစံမျိုးနဲ့တိုက်ခိုင်းတာလားလေအဲ့တော့စစ်တီတွေဒီလိုမျိုးစိတ်တက်ကြလို့ဆိုတာကစစ်တီတွေကိုကျွန်တော်တို့ပြောလို့တော့မရတော့ဘူးခင်ဗျားတို့အထက်ကအချိုးမပြေတာပြက်ပြက်သားသားလည်းမလုပ်ဘူးဥပမာပြအီရန်နဲ့အစ္စရေးလို့ဆိုတာတယောက်တယောက်ပြက်ပြက်သားသားဆော်တာအဲ့လိုမျိုးပြ drone စေးရာလက်ချီစော်စမ်းမှာအေးဆိုတာအယုတ်ကောင်ကြီးပြအောင်ဒါမျိုးလည်းမလုပ်ဘူးမလုပ်တဲ့ခါကျတော့အခုစစ်တီတွေတစ်ဖက်မှာအဲဘယ်လိုမှမဆိုအညံ့ခံသွားတယ်ပေါ့ဗျာနော်အဲ့ဒီအညံ့ခံသွားတာတော့ခင်ဗျားတို့ခင်ဗျားတို့အထက်အရာရှိတွေစစ်တီတွေကြီးကအပြစ်မတင်နဲ့ခင်ဗျားတို့အထက်အရာရှိတွေကအသုံးမချဘူး ကိုဘက်ကတနက်ကကြီးစံပြစ်လိုက်လို့ရှိရင်နှစ်ချက်ပြင်ဂျမ်းဖြစ်ပြီနော်ဂျမ်းဖြစ်ပြီအာဟိုတပ်ဖွဲ့ဝင်တွေပြေးလာတယ် G3 တွေနော် G3 တွေအဲ့တော့ဟိုမိမိရဲ့လက်နက်တွေကလည်းဂျမ်းဖြစ်ဖို့တော့ပဲဖြစ်နေတဲ့တိုင်းတာရှိတယ်ဒါကတစ်ခုပေါ့ဗျာနော်နောက်တစ်ခုအနေနဲ့ကအဲစစ်တီတွေကတိုက်စစ်မဟုတ်ဘဲနဲ့ခံစစ်ခံစစ်ဆိုတဲ့ခါကျတော့ပြောလို့ခံရင်စိတ်လည်းရှိလာတဲ့ပုံစံမျိုးဖြစ်လာတယ်ဆိုလိုချင်တာကတိုက်စစ်တစ်ခုအရှိမအလန့်ကြီးဟုတ်လား ဆိုတော့ကျွန်တော်အချက်တောင်ကုန်ရောက်တိုက်ရောက်တိုက်ပြောလို့ရှိရင်တို့ဒီစကံပြောလို့ရှိရင်ဒါနောက်ဆုတ်ရမယ်လားဒီတပုံကိုအရချိန်မောင်းရမယ်ဆိုလဲစိတ်တက်နေခင်ဗျားတို့တိုက်နေပြီဆိုလို့ရှိရင်စစ်တီအားလုံးကပန်းတိုင်ရှိတဲ့လမ်းကိုရှောက်တဲ့သူနဲ့ပန်းတိုင်မရှိဘဲနဲ့ငုတ်တုတ်ထိုင်နေရတဲ့ကိုယ်တိုင်နေဘယ်နေလဲဆိုတာစောင့်နေရတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတိုက်ပွဲမျိုးဘယ်သူမှမတိုက်တဲ့ပြောဘူးခင်ဗျားတို့အဲ့တော့ဟိုခင်ဗျားတို့စစ်သားတွေကိုတိလိုက်တယ်နော်ပန်းနိုင်ရှိရင်ဒီပန်းနိုင်ကရောက်အောင်သွားမယ်ဆိုတာရှိတယ်။ဆိုလိုချင်တာကအေးအေးကိုအပြုတ်တိုက်တယ်။ဟုတ်လား။ငါတို့တိုက်တယ်ဆိုလို့ရှိရင်စစ်သားလိုက်တိုက်ပြောတယ် အခုအေးအေးကိုခံစစ်နေအာသိရမလားနိုင်ငံရေးကစားမယ်ခင်ဗျားတို့ကမှလူမျိုးပေါ့နိုင်ငံရေးရောင်ရောင်ဘာရောင်ရောင်နဲ့ဒီဟိုမှာဆိုတော့လုစားစစ်ကိုတိုက်နေမှာဘယ်စစ်တရားမှမတိုက်ချင်တာခင်ဗျားတို့စစ်သားတွေကိုအတိပြောလို့မရအောင်နော်စစ်သားတွေအတိပြောလို့မရတော့ဘူးအဲ့တော့တပုံကိုတိုက်ပဲဆိုရှင်တိုက်ပေါ်တက်ဟိုဘယ်လိုခေါ်မလဲဆိုရှင်စစ်ပြူကကောင်းကောင်းဆွဲအဲ့တပုံစကန်းတွေကိုအကုန်လုံးကိုပုတ်ချီကိုကျူးစာဆိုလိုချင်တာကဘယ်တပုံမှစစ်တပ်ကိုခံချနိုင်ဆိုတာမရှိဘူးတကယ်တမ်းလုပ်မယ်ခေဆိုလို့ရှိရင်ဆိုလိုချင်တာကစစ်တပ်ရဲ့ဒီနီးပြူကရကြအကုန်တော့ရမယ်နော် အကုန်တော့မှာတစ်ခါတည်းတောင်စုကတုံးတုံးပြရမယ်နော်မြေစုလှန်ပြစ်ကမယ်ဘာမှအဖြစ်ရှိတော့အောင်မလုပ်နိုင်တဲ့ဒီတပုံကဒါမျိုးအောင်မြင်လာတယ်ဆိုတဲ့ခါကျတော့တေချာတစ်ခုကတော့ခင်ဗျားတို့အထက်ရာရှိတို့ကဖျက်သိဖြစ်နေတာနော်နောက်စစ်တပ်ကထွက်တိုက်မယ်ဆိုရင်လည်းရွာသူရွာသားတွေဖမ်းပြီးတော့လေလူသားတိုင်းလုတ်တယ်အဲ့ဒါမှသူတို့အထက်ရေနော်နေပြီးတော့မကြတာနော်ဟုတ်ပြီအဲ့တော့မြေပြန်ပြစ်ကမယ် တစခါကလာတိုက်တယ်ဆိုဆိုတော့သူတို့ရဲ့ပုံစံကနေလန်ပြစ်နေလန်မြို့တိုက်ရမယ်ပုံစံမျိုးမှာနေလန်မြို့တိုက်မှာကိုကဖင်လန်တိုက်တာဟုတ်ဗျာတတ်တော်ဆိုးတယ်နော်အဲ့တော့အခုအစ်စ်တီလည်းလည်းခြာသွားတယ်ဒါခင်ဗျားတို့ဟိုသူတို့မှာအစ်စ်ကတော့ပုံမှန်လင်းပြောရမရှိဘူးသူတို့တွေတတော်ဒုက္ခရောက်နေတာနော်ဇာတိဥလူဆိုးလာတမျိုးအဲ့နောက်တစ်ခုကတော့ခင်ဗျားတို့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ရီမန်းချက်မရှိတော့ရီမန်းချက်မရှိတော့ဒီတိုက်ပွဲကိုတိုက်နေရဖြစ်တဲ့အကြောင်းဟိုတဘောကရီမန်းချက်ရှိတယ်စစ်တိုက်ခြင်းစိတ်ရှိတယ် ဆိုလိုချင်တာကဒီစခန်းကိုတို့အရာတိုက်မယ်ဆိုလို့ရှိရင်အရာတိုက်တာကိုကစခန်းကိုအရာတိုက်တာလည်းမဟုတ်ကိုကဘာဘာဆိုဘာလုပ်လို့ဘာစစ်လို့ဘာစစ်မအောင်မသိတဲ့ဘလို့ခမလှုပ်ရှားစစ်နေတယ်ဘလို့ခမဆိုတော့ဖျက်သည့်စစ်ကိုဘယ်သူမှမတိုက်ဘူးဖျက်သည့်ပြူဟာဘယ်သူမှမတိုက်ဘူးအဲ့တော့သူတို့ဟိုသွားပြီးအပြစ်ပြောလို့ရမှာလားနော်ဘာလဲလဲရန်နီကိုကပြောတယ်စိတ်သက်ကြလာရင်အောင်မင်းပဲသွားကြည့်လိုက်တယ်ဗျာ ကိုမေးအဲ့လိုပြောပါမယ်အဲ့တော့စိတ်သက်သာလို့ရှိရင်ခင်ဗျားတို့ကြည့်တဲ့ channel ကိုကျွန်တော်တစ်ချက်ပြောပြပြန်နော်ဟုတ်စိတ်သက်ခင်ဗျားတို့စစ်တထောက်ခံရသူတွေစိတ်သက်ကြလို့ရှိရင်ကြည့်တဲ့ channel ကျွန်တော်တစ်ချက်ပြောဘယ် channel လဲအဓိကလဲဆက်ပြောပြပါခါနေကျွန်တော်တော့ကျွန်တော်တင်ပေးမှာခဏလေးကျွန်တော်အားလုံးကွန်မန့်လေးဆက်ကိုစီပါနော်စိတ်သက်ကြရင်ခင်ဗျားတို့ကြည့်တဲ့ channel ရှိလားတိုက်ပွဲသတင်းစာကိုကြည့်တယ် energy channel ကိုကြည့်တယ် Claro, sì. စလာကတော့ကောမင်းမပေါက်သွားတယ်။အေးညကောမင်းဖတ်ပြပါမယ်။ကျွန်တော်ဆိုင်ပါအောင်နော်။ဆိုင်ရဖတ်ကလည်းအလုံးလုံးဘူးတဲ့ငွေရမယ်ညမယ်။မိုင်းငွေကိုသတ်ကြည့်။ကိုတက်တဲ့ကြော်စွာတဲ့အောင်မိုးကြော်တဲ့ဟာစိတ်တကြိုင်ခမောက်သွားကြည့်တယ်။ကိုကြော်စွာဟုတ်ပြီနော်။စိတ်တကြိုင်ခမောက်သွားကြည့်တယ်။အဲ့တော့တို့တွေမြောက်ကျေးဇူးတင်ရမဟုတ်ဘူးလား။ခင်ဗျားတို့စိတ်တကြိုင်တဲ့အချိန်မှာတို့စိတ်တမကြောက်အောင်နော်။ဟုတ်ပြီစိတ်တကြိုင်မိုင်းငွေကိုကြည့်တယ်။ နော်ကျော်စွာကိုကြည့်တယ်အဲနောက်ထပ်ဘာလို့လဲအဲ့ဒါဘယ်ဘုံလဲကိုတက်လာနော်ဟုတ်ပါလားအားလုံးကျွန်တော်ကိုအောင်မင်းနဲ့ပါတယ်နော်အဲ့တော့ကျွန်တော်တို့ပုံမှာကျွန်တော်ပုံမှာတို့ကျေးဇူးရှိတာဗောဗျာနော်ကျွန်တော်စိတ်တက်ကြတယ်မှာတို့ရဲ့တို့ရဲ့ဒီ channel ကိုသွားကြည့်ရဆိုတော့ကောင်းပါကောင်းပါတို့ channel ကျွန်တော်ပြတော့ဖြစ်နေနော်အဲ့တော့ဘာလို့စစ်တက်မနိုင်တာလဲအထက်နဲ့အောင်တဲ့စာမရှိလုတ်ချင်တယ်လုတ်ကြတော့အခွင့်အရေးသမားတွေကြီးပဲအာသိချတာဗောနော် ကိုကျော်စွာကိုကျော်စိုးဦးကိုသွားကြည့်ရစိတ်တကြရအောင်အဲ့တော့စိတ်တကြရကျွန်တော်စိတ်တကြရကျွန်တော်စိုးဦးသွားကြည့်ရဟုတ်လားကိုကျော်စိုးဦးသွားကြည့်ရဟုတ်ပါရဲ့ဘာကဲလာလေးဒီကပါပဲမြောက်အဲ့တော့ဘာလို့ဖြစ်ဖြစ်ပေါ့ကိုသူတို့လည်းတီးပါမှာပေါ့ကျွန်တော် like ကနေတစ်စင်ဟုတ်လားသူတို့စိတ်တကြလိုက်မှာအဲခင်ဗျား like ကြီးနော်အဲသူတို့ရဲ့ channel တွေကိုသွားကြည့်ရဆိုတော့မာသူတို့လည်းတိကျပုံပြီးတော့စူးစမ်းပေးမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်ကဲဟုတ်ပြီအဲ့တော့အာ AR ဒီဒီကြောက်ဖြူပေါ့ကြောက်ဖြူအနေနဲ့အဲကျွန်တော်တို့ဒီစစ်တီလေးလက်နက်ချသွားတာကတော့ ဒါအရှိတရားပါပဲเนาะအရှိတရားပါပဲဒါပြရတော့ကိုယ်လည်းကိုယ်လည်းလုံးတက်လို့ရတယ်ဟုတ်ပြီနောက်တစ်ခုအနေနဲ့เนาะနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ထပ်ပြောမယ်ဟဲ့ဆိုလို့ရှိရင်အာကိုဇော်ဖုန်းကိစ္စလည်းကျွန်တော်တို့ခါပြောအောင်เนาะကိုဇော်ဖုန်းကိစ္စကကျွန်တော်ထင်တာနဲ့နှဆိုင်မယ်လို့ထင်တယ်ပေါ့ဗျာเนาะဆိုလိုချင်တာကကိုဇော်ဖုန်းကအခုချိန်ထိအာသူသူ905ကနေဆွဲလိုက်သူ905ကဆိုတော့ကျွန်တော်တို့ပြောလို့ပေါ့ပြန်ပြောလို့ပါကျွန်တော်တို့လူပဲပေါ့เนาะ online မှာလည်းပြောဆိုနေတယ်သူလေဟာ ပြောတဲ့သူတွေအားလုံးကိုဆွေးတဲ့အမှုပါဆွေးခံလိုက်ရတယ်ဒီအမှုတစ်ခုတည်းနဲ့ပြီးသွားမယ်ဆိုရင်တော့ကိုဖုံးကိုတက်ညာဆိုတာစဉ်းစားပြီးတော့ကျွန်တော်တို့ကနားလည်ပြရမှာပေါ့အဲတို့ပါတော့လည်းပဲသူတို့ပြောနေသလိုကိုဖုံးကိုဖမ်းပြီးတော့ဒီလိုထောင်ပို့လိုက်ပြီဆိုတာပေါ့နော်ကျောင်းတန်ညာရှိတယ်ကျောင်းတန်ညာရှိတယ်လို့ပြောပြောတယ်နော်တန်ညာရှိတယ်ကျွန်တော်ခြေလန်းတွေကိုကျွန်တော်စောင့်ကြည့်တယ်စောင့်ကြည့်တဲ့ခါမှာကိုဖုံးနဲ့ပတ်သက်ပြီးတော့ဒီနေရာတော့မပြီးနေမှာမဟုတ်ဘူးနောက်ထပ်အမှုတွေတွေပါဆက်ဆွဲဆွဲလာနိုင်တယ်လို့တော့ကျွန်တော်တို့ကတော့အခုချိန်ထိအာဘယ်လိုခေါ်မလဲဆိုတော့တန်ညာရှိတယ်နော်လို့ပြောနေတော့မဟုတ်ဘူးကြာနော် တန်ရရှိနေတယ်မဟုတ်လားအဲ့တော့ကိုမမောင်းတော့ကျွန်တော်ညီလေးကျွန်တော်ညီလာအောင်တော့လောက်ကင်ပါတာဝန်ကြတာလေတိုက်ခွင့်ကြပါဘူးအာစစ်နိုင်ခြင်းနဲ့ဘဘကြီးကိုချိန်လိုက်ပါဦးမင်းအွန်လိုင်းရေးကြားတဲ့အတိုင်းပဲနော်စစ်နိုင်ခြင်းဦးမင်းအွန်လိုင်းကိုပြောင်းလိုက်ပါလေအဲ့တော့ဟုတ်တယ်ကျွန်တော်ချိန်နေသုံးသက်ကြည့်တဲ့လောက်ဆိုလို့ရှိရင်စစ်တပ်ကအခုချိန်မှာပေါ့နော်အကြဆုံးမှုတွေကြုံနေတာကဦးမင်းအွန်လိုင်းကြောင်းမယ်လို့ကျွန်တော်ပြောရမှာဦးမင်းအွန်လိုင်းကြောင်းမှာ နော် women online သူတယောက်တည်းအရှိရကာစီကာစီမြေပြင်အောက်ခြေစစ်တီနေမှာဘာမှလုတ်ပိုင်ပြင်မဲမဲရရမရှိပဲနဲ့သူ့ရဲ့ပုံစံသွင်းမှုအောက်မှာခံရတာဖြစ်တယ်လို့ကျွန်တော်သုံးသပ်တယ်အဲ့တော့ women online ကိုပြောမယ်ဟုတ်လားဟိုဘလိုဖော်မလဲဆိုတော့အခုစစ်တပ်အခြေအနေပေါ့အခု AR ဝီအခြေအနေရှေ့လျှောက်တာဒီတက်ဒီဒီအခြေအနေမှာကာကွယ်ထားနိုင်ကာကွယ်ထားနော်မကာကွယ်ထားနိုင်လို့ရှိရင်တော့အခုလက်ရှိအခြေအနေမှာထောက်ပို့ထဲမှာကိုယ့်ရဲ့ယာဉ်စင်စင်နဲ့ဖျက်သီးတွေအစားပါနေပြီနော်အဲ့တော့သဘုံကအခုစစ်တပ်ကိုဖျက်ဆီးရတဲ့နေရာမှာ เนาะကျွန်တော်တို့ကိုစစ်တပ်ကိုတို့တမန်နဲ့ရှင်တိုက်ဆရာအောင်ဘလို့ပဲနဲ့ကိုစစ်တပ်ကိုဖြတ်စည်းနေပြီဆိုတော့ပြီးဖို့လိုတယ်ဘလို့ဖြတ်စည်းရဆိုရှင်တပုံကကိုစစ်သားတွေကိုဘူးရီစေဝါနဲ့ဖြတ်စည်းတယ်เนาะငွေနဲ့ဖြတ်စည်းတယ် KDB နဲ့ဖြတ်စည်းတယ်မိမနဲ့ဖြတ်စည်းတယ်အာအကုန်လုံးနဲ့ဖြတ်စည်းနေတာဖြစ်တယ်အဲ့တော့တာဝန်ချစစ်ပီတွေတာဝန်ချအရာရှိတွေကစီရေးထက်စားလို့ရှိရင်နေရာဒေသတစ်ခုခုရောက်လို့ရှိရင်အရင်ဆုံးရှာတာ KDB နောက်တစ်ခုရှာတာ message เนาะနော်နောက်တစ်ခုရှာတာကဖာယုံအဲ့ဒီပုံစံဖြစ်နေတပုံကိုရေမရှာဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်เนาะအဲ့ဒါလေးတွေ အဲ့ဒီနောက်တစ်ခုရှာတာကတော့ဟိုဘယ်လိုခေါ်မလဲစာခွင့်ရှာတာပေါ့နော်စာခွင့်နဲ့ရမယ် KDB လည်းရှိမယ်အဲ့ဒီနေရာနေလို့ရမ်းပြောတာနော်စေရေးထက်အဲ့တော့ကိုယ်စစ်တီတွေကဖြက်စည်းခံရတယ်ဒါမျိုးရေရှည်ဖြက်စည်းခံလာလို့ရှိရင်ကျွန်တော်တို့စစ်တပ်ကတတော်ကြီးခိုင်မာခဲ့ပါတယ်ကြာရှုံးမယ်ဆိုတော့ကျွန်တော်ယုံလည်းမယုံကြဘူးအခုချိန်ကြီးကကျွန်တော်မယုံကြည်သေးဘူးသို့ပါတော့လည်းပဲဒါမျိုးတော့ဟိုတိုက်စားမယ်ဖြစ်လို့ရှိရင်တော့ပုံပဲ့လာနိုင်တယ် PDF ဒီဒီပေါ်မှာဆိုတော့ဒီ KIA တွေပေါ့နော်အဲ့ဒီသဘုံတွေကလည်းလဲတယ် စစ်တပ်ကိုဖျက်ဆီးရင်ငွေနဲ့ဖျက်ဆီးရတာတို့သိရတော့ကြောင့်မို့လို့ဒီငွေကြီးစံတွေနဲ့အဓိကပြစ်နေတာဖြစ်တယ်နော်အဲ့တော့တပုံတိုက်လို့ကြာလာတဲ့ဆိုရှင်ငွေကြီးစံနဲ့အဓိကကြာလာပြီဖြစ်နေတယ်နော်အဲ့တော့ညံဖြစ်သောစစ်ကောင်းဆောင်မျိုးပါလေကြောက်ဖြူကြာရင်ခိုင်ပြီကတော့ပြန်ပြီးပြန်ပြီးလိုက်ဖို့မလွယ်တော့ဘူးတဲ့ကြောက်ဖြူကတော့ကျွန်တော်ပြောတာကအခုစီရေးချင်းနေနော်စီရေးချင်းနေပဲရှိတယ်ကြောက်ဖြူမျိုးကြီးကတော့ရေခဲပါနော်ဘုံဘွားရေခဲပါဗျာနော် institution တခုလုံးကအပြင်မှာစားနေပြီတဲ့ဥမင်း online ဆင်းလဲထူးမှာမဟုတ်တော့ဘူးတဲ့နော် ့ Women Online Sale 2မှာမဟုတ်တော့ဘူးဆိုပေမဲ့ကျွန်တော်တို့ Women Online Sale လို့ရှိရင်မလုပ်နိုင်မလဲဆိုလို့ရှိရင်ပြက်ပြက်တာတာလောက်ရေးရပြီပြက်ပြက်တာတာဆိုတာဗျာဟိုလုံနိုင်တဲ့သူကိုတာဝန်ပေးပြီးတော့ဥမာဒေသတခုလုံနိုင်တဲ့သူအဖွဲ့အစည်းကိုတာဝန်ပေးပြီးတိုက်ခိုင်းရမှာနော်သူတွေကိုယ်တွေတိုက်ရမယ့်အခြေအနေဖြစ်သွားပြီအခုလို Women Online ကအဲ့လိုမျိုးလဲသူတည်းမဆန်သူများလုံမှာဆိုလည်းမကြိုက်ဘာနဲ့လားတယ်သူနေလို့ကျွန်တော်လည်းပြောမတတ်ဘူးပေါ့ဗျာနော်ဘယ်သူတက်တဲ့ရှုံးမှာပဲအထက်နောက်အောင်နဲ့ညီမမညီရအာအဲ့ဒါကတော့ အဓိကဆိုလိုချင်တာကရီမန်းချက်ပေါ့စစ်တီတို့ရီမန်းချက်ပေးပါရီမန်းချက်ပေးပါအဲ့တော့တပုံကအပြုတ်တိုက်နေဆိုရီမန်းချက်ပေးနော်ဒီစကန်ပြီးရင်နေရာလဲပေးနော်ဒီလိုတိုက်တိုက်ပြီးနေရာလဲပေးအချိန်တော့ပြန်ချိန်ပေးမဟုတ်ဘူးအားလုံးကိုစစ်သားတွေကအသုံးချဖို့လောက်ပဲတည်တဲ့ပုံစံမျိုးဖြစ်နေတာဖြည့်စင်းနေတာတော့မဟုတ်ဘူးပေါ့နော်ဆယ်စုနှစ်ကြာပလန်ချရဖြည့်စင်းနေတာသတိမထားမိပဲမူးရင်နေကြတာပဲပေးတင်တာပေးပြီးတဲ့ဘောပေါင်းနဲ့ယူတင်တာယူတင်နေနော် ဘာကအာနာပဲယူနေတာအေးဟုတ်ပါပြီအဲ့တော့အဓိကဒီနေ့ကိုစော်ဘွဲကိစ္စတော့နောက်ဆက်တွဲလာနိုင်သေးတယ်အဲ့တော့ကိုစော်ဘွဲကြီးနဲ့ပတ်သက်တဲ့သူတွေတော်တော်များများလဲသတိထားပါနော်ဟိုဘာကြောင့်လဲဆိုတော့ကိုစော်ဘွဲကိုဆွဲလိုက်တဲ့အမှုတွေကိုကျွန်တော်တစ်ခါချရေးတာဘလို့ကြောင့်ချရေးလဲဆိုရှင်ကိုစော်ဘွဲကိုစဖန်းတဲ့အချိန်မှာဘာတွေဘာတွေပါလဲဆိုတော့ကျွန်တော်ကနည်းနည်းမကုန်မဲ့တိခောက်မိရရှိတယ်ဥမာဒီဖုန်းဖုန်းစစ်ပြီးဆိုမှတော့ဗျာခင်ဗျားတို့ကြုတ်လို့ဖုန်းတယ် blue ဖုန်းမဆိုစစ်လိုက်နော်ကျွန်တော် ဖုန်းမဲ့ပြည့်တယ်ခင်ဗျားတို့ဖုန်းမဲ့ပြည့်တယ်စစ်လိုက်စစ်လိုက်ဆိုအနည်းအမှုသုံးမှုလေးခုတော့ရှာလို့ရတယ် မှုတုံးလေးလို့ရှာဥပမာဖြစ်ပြ PDF နဲ့မင်္ဂလာပါအကူလို့ပြောရင်တော့မှပဲအချမ်းဖတ်မှုတိုက်ချက်ရေးဥပဒေနဲ့ဆွဲလို့ရတယ်နော် PDF နဲ့ line ပေါ်မှာနော်စကားပြောတယ်ဆိုရင်တော့မှပဲပုံမှန်လေးလေးပြောရင်ဒါအချမ်းဖတ်မှုတိုက်ချက်ရေးဥပဒေနဲ့ဆွဲလို့ရတယ်နော် PDF နဲ့ဒီချက်လေးပြောနေရင်တော့မှပဲဒါကျန်းသမှုဥပဒေနဲ့ဆွဲလို့ရတယ်အဲ့တော့ဖုန်းဆွဲပါပြီဆိုတော့ဒီအမှုကဆွဲလို့ရတယ်အခုထဲမှာနောက်တစ်ခုပါတယ်နော်အဲနောက်တစ်ခုကအခုချိန်မှာပြအားလုံးဝတ်တော့တာတွေစီးနေကြတာပဲလေအဲဝတ်တော့တာမှုတွေမှာဘယ်မှာနည်းကြနိုင်လဲဒါဝတ်တော့တာမှုကတမှုနော် အနောက်တဘာမှုတွေဖြစ်မယ်ဆိုတော့66ကာကြီးကတော့သူ့ရယ်ဆွဲလာပြီးသားပါပဲနော်ဟုတ်ပြီ95ကကတော့မပူနဲ့အများကျွန်တော်တို့တို့ကအာချောင်းမှုဆိုတော့အတက်မှတ်ထားတာပေါ့နော်ဒါလည်းထိနိုင်တဲ့အမှုပဲအေးနောက်တဲ့အမှုတွေကတော့ရှာဖွေလို့ရတဲ့အမှုတွေပါဘသူဖုံးမဖြစ်ဖြစ်နော်ကျွန်တော်တို့ဒီဆယ်လီရဲ့ဖုံးနေဆိုဘသူဖုံးမဖြစ်ဖြစ်စစ်လိုက်အနေလေးအမှုသုံးခုဆွဲလို့ရတယ်မမင်းနော်အဲ့တော့ အမြင်ကပ်ပုံမှာပါကုန်မောင်းလေအေးအဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ကကိုတော်ဘိန်းနဲ့ပတ်သက်ပြီးအခု905ကားလောက်နဲ့ဆိုလို့ရှိရင်တော့နှစ်နှစ်လောက်ဘာမှကျွန်တော်မရဘူးပေါ့ဗျာနော်နှစ်နှစ်လောက်နဲ့အစီအပြေသွားမယ်ဆိုကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်တော့သူလည်းပြောခဲ့တာကြီးကြမ်းနေတာရှိတဲ့ခါကျတော့နားလည်ပြီးတော့ရပါမယ်အဲတောက်မြင်ကပ်ပုံမှာလည်းများပါလာလို့ရှိရင်တော့အဲ့ဒါထပ်ညှိနိုင်တယ်ဒါတွေထပ်မတိုးလာတော့ဘူးဆိုတော့လည်းပြောလို့မရဘူးနော်2025ခုနှစ်ဇွန်လ14ရက်နေ့က BWM ဥဆောင်နဲ့မဟာမိတ်အဖွဲ့များဖြစ်တဲ့ရှယ်ရုံမုံရွာရွှေသရိတ်ကမဟာမိတ်တရင်နဲ့ Justice Brother Force အဖွဲ့တို့ ပူပေါင်းပြီးတော့စကိုင်းတိုင်းမုံရွာအခြေဆိုင်စစ်ရှုံးကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကို BWM Mission 41ဖြစ် short time ဒုံဒုံလုံးနဲ့တုံးလုံးနဲ့အောင်မြင်စွာတိုက်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲအဲ့ဒီတိုက်ခတ်တိုက်ခတ်မှုဒီမှာစစ်ကောင်စီဘက်မှစစ်စင်ရေးရုံးနဲ့လက်ကျင့်ရေးရုံးရှိရာအဆောက်အဦတို့ကိုထိမှန်ခဲ့တာကြောင့်အဆောက်အဦအပြင်ရှိ၎င်းရုံးနှစ်ရုံးနဲ့စီကိုတော်ပါဝင်အရန်ဆက်ပစ္စည်းကိုတော်တွေကိုလည်း မိလောင်တက်တယ်လို့သိရှိရပါတယ်။အရာရှိနေအိမ်ကိုလည်းထိမှန်ခဲ့ပြီးအရာရှိနှစ်ဦးနဲ့အခြားအဆောင်စစ်တီ၃ဦးပွဲချင်းပြီးဂိမ်းသွားတယ်လို့သိရှိရပါတယ်။အရာရှိ၃ဦးနဲ့အခြားစစ်တီ9ဦးဒဏ်ရာရပြီးတက်တင်းဆွေးုံမှာကုတမ်းမှုခံယူနေရကြောင်းကိုလည်းသိရှိရပါတယ်။မူစေပြငါမိုင်ညီနောင်မမိတ်သုံးဘက်ကအကွန်ခောက်ကန်နေမှုဒီစကတ်စကျမ်းဖက်မင်းအောင်လွန်ရဲ့ဘိုးချုပ်ပေပေါ်အရှိုက်တီးရဲ့ဝိုက်လက်တီးလို့ဖြစ်နေပါတယ်ဂျေနတ်မှုတော့မရှိဘူးပေါ့ဗျာ မကျေနပ်ပေမဲ့ပြုတ်ရဲ့ဖိအားကြောင့်ဘာမှလုံမရ၊ကင်မရဘောမျိုးစခွက်လူခံရတော့မန်ဖြဲနေတဲ့အတန်မထွက်ရဲတဲ့ဘဝပေါ့ဗျာတို့တို့ဆိုရရှိကဆိုတို့အာရခတ်တော်အေးအေးထိမ့်ကျုံထားတဲ့မျိုးတွေမှာလဲလေယာလုပ်ငန်းတွင်သွင်းအားစုဇေနုံများအစမတန်မြင့်တဲ့နေလို့အာရခပြည်သူတို့လိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့်ကြက်မှတ်ထိမ့်ကျုံပေးပါရန်ရခိုင်လက်သမားများကတောင်းဆိုနေရတယ်လို့လည်းသိရှိရပါတယ်အထူးသဖြင့် ဓာတ်မြေဩဇာ73စီနှင့်အခြားလိုအပ်တဲ့စစ်ပစ္စည်းဆိုင်ရာသွင်းအားစုများပေါ်ဈေးနှုန်းများအဆက်မတန်မြင့်တက်နေခြင်းဖြစ်သည်ဟုလယ်သမားများထံကသိရှိရပါတယ်။မြေဩဇာနဲ့စီကိုအစိုးရဈေးနှုန်းနဲ့လက်သမားလုပ်ဝယ်ကိုရောက်အောင်သွင်းပေးနိုင်လို့လက်ရှိရခိုင်ဒေသမှာရှိတဲ့မြေဩဇာတအိတ်ရင်ကျက်နှသိန်းခွဲကျော်ခန့်ရှိပြီး73စီတပေပါရင်ကျက်73သိန်းမှ78သိန်းဝန်းကျင်ခန့်ရှိကြောင်းသိရှိရပါတယ်။ရိတ်ခါကအလုံးအတွက်လုပ်အပ်ချက်ဖြစ်လို့တင့်တော်သည့်ဈေးနှုန်းတစ်ခုဖြစ် ကြက်မှတ်ဆောင်ရွက်ပေးဖို့လိုအကြောင်းကိုလည်းအာရကတက်တော်တို့တင်ပါလိုက်ချင်ပါတယ်။ဒို့တူပြောက်စီမံကိန်းများတည်ရှိရာကြောက်ဖြူမြို့နယ်ဂုံချွန်းတိုက်နယ်ရှိပြိုင်စေကိရွာနှင့်အမှတ်30ငင်းတရင်ကြောင့်အေအေနဲ့စစ်ကောင်စီတို့ယနေ့ထိတိုင်တိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။စစ်ကောင်စီတရား300ခန့်တပ်ဆွဲထားတဲ့အမှတ်30ငင်းတရင်အနီးမှာဆိုရင်ပြိုင်စေကိရွာကိုအေအေက90ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ဖြစ်ပါတယ်။စစ်ကောင်စီဘက်ကလည်း ပြန်လဲထိုးစစ်ဆင်နေပြီးတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရှိရပါတယ်။အဲအဲ့ဒီတိုက်ပွဲမှာစက်ကာစီစစ်ကောင်စီစစ်ရှုံးစစ်ကောင်စီရဲ့ထွက်ပြေးလာတဲ့တုံပန်းချို့ကိုလည်းထပ်မံဖမ်းဆီးရရှိထားတယ်လို့အေအေသတင်းရင်းမြစ်မှာသိရှိရပါတယ်။လက်ရှိမှာအေအေနဲ့စစ်ကောင်စီတိုက်ပွဲတွေဟာအမှတ်30မိနစ်တိုက်ရင်းနီးပြန်ရင်စစ်ကိတ်တုံတုံကြော့ချောက်လုံးမှာလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်တန်းတွေစုံညံနေလို့လည်းသိရှိရပါတယ်။အဲထို့သူကြောက်ဖြူမျိုး တက်ပြောင်းလာတဲ့အကျန်းဖက်စစ်ကောင်စီရဲ့211တုတ်တရမူဘုံမှုဝင်းတန်ဆိုတဲ့ကောင်ကိုအာရခတ်တက်တော်အေအေကစနိုက်ပါနဲ့တဝကျွဲ့လိုက်တာပွဲချင်းပြီးဂိမ်သွားတယ်လို့လည်းသိရှိရပါတယ်။အဲထိုမှာတပန်အေအေမစီအညာစီတို့အချက်လက်ဆောင်ကြည့်အောင်ဒီနေ့ပကုတ်ကူပေါ့တရင်လေးပေါ့ဗျနော်ဇွန်လ16ရက်2025ခုနှစ်မှာပကုတ်ကူကနေပေါ့ကို3နာရီအဲ3နာရီကြာခီးကိုဗျာစကားစား စစ်တောင်းကနှစ်ပတ်ကြော်တဲ့ဒီတိုင်းအဲမရောက်သေးပဲနဲ့တက်မတောင်းအနီးတက်မတောင်းပါဗျာတောင်းတင်နေတယ်လို့လည်းသိရှိရပါတယ်အဲဒီစစ်တောင်းကဆိုရင်အဲဇွန်လတရနေ့ကတိုင်းပခုတ်ကူမြို့နယ်တက်မတရတက်မထွက်လာတာဖြစ်ပြီးအင်အားလေးရာကြော်ခန့်နဲ့ရင်စည်ရတရားခတ်ပါတယ်စက္ကဆစစ်တောင်းမှာတွေး၍တွားနေစေဖြစ်ပါတယ်အဲအဲ့ဒီလိုအမြန်ချင်းချစ်တက်လို့မရအောင်ကျွန်တော်တို့ရဲ့ PDF တပေါင်းစုတွေက ဇက်တိုက်ဇက်တိုက်ကြိုချအိုက်ပွဲဝင်နေတာကဒီကောင်လေး၃နာရီကြာဖြီးကိုနှစ်ပတ်ကြာကြာသွားနေရတဲ့အဆင့်ဆိုရင်ဒီကောင်လေးအနေထားဘလောက်ရှိပြီလဲသုံးသက်ကြည့်ကြပါအေးဒီရန်သူရဲ့သွားနေတဲ့စစ်ကြောဥတီချက်ကကပ္ပစ24လို့ကျွန်တော်တို့သုံးသက်ထားပါတယ်ဒီကာကွယ်ပစ္စည်းစိတ်ရုံ ကပ္ပစ24ဟာဆိုရင်လက်နဲ့ကြည့်ကြည့်လေ60မမတွေ80မမတွေနဲ့120မမတို့ကိုအဓိကထုတ်လုပ်တဲ့ကပ္ပစစိတ်ဖြစ်ပါလေ ဲ့တော့ယန်သူကအဲ့ဒီကပ္ပစ24စိတ်ယုံကိုဥတီသွားနေတယ်လို့တော့ကျွန်တော်တို့ခမန်းသုံးသက်အကြပါလေအဲ့တော့အဲ့ဒီယန်သူအရှိစက်တက်လို့မရအောင်အညာတပေါင်းစုရဲ့ကောင်လုံးကစုပေါင်းပြီးတိုက်ပွားဝင်ဆွေနွမ်းနေလိုက်တာ၃နာရီနဲ့ရောက်မဲ့ခီးနှစ်ပတ်ကြာပြီပေါ့ဗျာဒီကောင်တွေလည်းအပြိုပြိုအလဲလဲနဲ့ခွေးပြိုးဝပြေခွေးတွေဝတ်တွေတင်နေရတဲ့အဆင်ပေါ့အဲလက်ရှိဆိုရင်ပေးထောင်ကျော်အမြင့်ရှိတဲ့တမတ်တောင်ကိုစစ်ကောင်စီစစ်ကြောင်းကကြော်ဖြတ်နိုင်ဖို့ရုံးကန်နေရစေဖြစ်တယ် လက်ရှိမှာဆိုရင်ထိုတောင်နဲ့ဤဆုံးတံပေါ်နဲ့နတ်ဥယျာဉ်ရွာတွေမှာတက်ပြန့်ထားတယ်လို့လဲဒေတာကံအရှင်မြတ်ဓမ္မတရိမြတ်ဓမ္မတို့သိရှိရပါတယ်အဲအဲ့ဒီစစ်ကြောင်းမှာဆိုရင်ရေပြာကိုရောက်ဖို့ဆိုရင်အနည်းနည်းဆုံးအဲရှစ်မိုင်ခန့်လိုပါသေးတယ်ရှစ်မိုင်ခန့်လိုပါသေးတယ်ဒီတော့ဒါရီကိုကြော်ပြနိုင်မှုအစ်ကောင်စီကမနေ့လုံးကံကြော်လွှမ်းနေရပါတယ်ဒီတော့ကျွန်တော် ညာတပေါင်းစုတွေကလည်းဒီကောင်တွေကိုရှစ်ဆက်တက်လို့မရအောင်ဇက်တိုက်စလို့မြိုင်ကတ်တာပြီးတော့အထံလုံးဝမထရဲတော့မှွဲနေတာကလည်းအားရှိစရာပေါ့ဗျာအဲ့ထို့သူရိထားမဲ့ချက်ကလေးရှိပါတယ်စစ်ကောင်တွေစစ်ကြောင်းကသူ့ရဲ့စစ်ကြောင်းရှစ်ဆက်ချီတက်နိုင်မှုတကူလေကြောင်းကနေပြီးတော့လေရင်နဲ့အခုတ်ကူနဲ့ပောက်လမ်းဘက်မှာရှိတဲ့ကြေးရွာတွေကိုလေကြောင်းကတိုက်ခိုက်နေတဲ့ခါမှာလေအဲ့ဒီမှာရှိတဲ့ကြေးရွာ30ခန်းကပြည်သူ2000ဝန်းကျင်ကဝန်းကျင်ကလည်းတိတ်ဆောင်နေရပါတယ်အဲ့ထို့သူ မကွေးတိုင်းမြန်မြော့နေအနောက်မြက်ဘက်မှာရှိတဲ့တန်းလူရောရွာကိုလည်းဇွန်လ15ရက်နေ့နေ့လယ်2နာရီဝန်းကျင်မှာစစ်ကောင်စီစစ်တပ်လေရီနှစ်စီးရဲ့ဘုံလုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရှိရပါတယ်။အဲဒီမှာကျွန်တော်ပြည်သူပြည်သားဖြစ်တဲ့တန်းလူရောရွာနေအမျိုးသား၅ခုနဲ့အမျိုးသမီး၄ခုပေဆုံးခဲ့တယ်လို့လည်းစိတ်မချမ်းသာစရာသိရှိခဲ့ရပါတယ်။အဲဒါအတူမကွေးတိုင်းနမောင်မြို့နယ်မှာရတန်းနေအိမ်တွေကိုမီးရှို့ဖျက်ဆီးရမ်းကျင်တိုင်းရမ်း ကျန်း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 မင်းရင်စော်ကားနေတဲ့ဒီစက္ကဆစစ်တပ်ဟာဆိုရင်အဲ့ဒီနဲ့ကျော်မှရှိတဲ့ပြည်သူတွေရဲ့ကြက်နဲ့အကုန်လုံးကိုရရစစ်စစ်တက်ဖြတ်ပြီးတော့သူတို့ရိတ်ခါဖြစ်အဲတုံးဆွဲနေတယ်ပေါ့ဗျာအဲ့ဒီမှာအဲ့ဒီအကျန်းဖက်စစ်ကောင်စီတက်ကိုကျွန်တော်တို့ငပြေမပျောက်ကြားထပ်ဖွဲ့ကနေဥစည်းပြီးတော့တိုက်ခတ်လိုက်တယ်လို့လေကျွန်တော်တို့ဒီငပြေမပျောက်ကြားတာဝန်ခံဘုံငခုခံကနေပြီးတော့သိရှိရပါတယ်အဲဒီရတုစစ်ကြောင်းမှာဆိုရင်ဇွန်လ9ရက်နေ့ကစလို့ တောင်ဝင်းကြီးမြို့နယ်အဲနမောင်မြို့နယ်လက်ကုတ်ပင်ကျေးရွာအုပ်စုရှော်တောင်ကျေးရွာကိုရောက်ရှိလာတဲ့အင်အား30ခန့်ပါအကြမ်းဖက်ရန်သူစစ်ကြောင်းကိုပြည်သူပြည်ရန်သူစစ်ကြောင်းမှာပြည်သူပြည်သားတွေရဲ့ကျောက်ဝက်တွေရိတ်ခါဖြစ်တက်ဖြတ်တဲ့ပြင်းနေအိမ်ဝမိရှုပ်ရေရဆက်ဒီလောက်လုပ်နေတဲ့ကောင်းလို့သူတို့အပြေမဥပေါင်းဖွဲ့တွေကနေပြီးတော့ PDF လေးတွေကစုပေါင်းပြီးတော့အဲပြန်လာပြီးတိုက်ခိုက်ကြတယ်သိရပါတယ်အဲ့ဒီမှာလက်နက်ငယ်တွေရဲ့အပြန်လန်း အဲရတုဘကဝင်လာတဲ့ချိန်မှာလက်နက်ငယ်တွေခြောက်လှန့်တစ်ခတ်တဲ့အတွက်လဲအဲ့ဒီဂျီယောကျောင်းမှာရှိတဲ့ပြည်သူတွေအဲရွာလုံးကျွနီးပါတိတ်ရှောင်နေရတယ်လို့လဲစိတ်မကောင်းစွာရဲ့သိရှိရပါတယ်အဲဇွန်လ9ရက်နေ့မှာတော့စက်ကစားတဆွဲထားတဲ့ဘုံကြီးကျောင်းတွေမှာရှိတဲ့အဲတက်ကိုသူတော်လန်ကြီးတက်တွေက40မမလောင်ချာနေတဲ့သွားရောက်တစ်ခတ်ကြတယ်လို့လဲတော့သိရှိရပါတယ်ဒီတော့စစ်ကောင်ကြီးအဲရတုဘကလည်းလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လဲတောင့်ပြန်တစ်ခတ်ကြတယ်လို့သိရှိရပါတယ်အဲ့ဒီမှာ တရခိုင်မှတ်တော့အပြင်မှာတရင်နဲ့မာမိတ်အင်အားစုတွေက40ပမာနဲ့တော့ပြစ်ခဲ့တယ်လို့သိရှိရပါတယ်။အဲအဲ့ဒီတိုက်ပွဲမှာသူပြစ်ကိုပြစ်နဲ့အဲမင်းချင်းဆိုင်ပြစ်တော့မဟုတ်ဘူးနော်။သူပြစ်ကိုပြစ်တိတ်ဆောင်ပြစ်ရတာပေါ့နော်။အဲ့ဒီမှာဘာကြောင့်လို့အဲ့လိုပြစ်ရလဲဆိုတော့လက်ကုတ်ပြင်ကနေအင်အား90လောက်နဲ့အဲရန်သူစစ်ကြောင်းကတက်ကူတွေရောက်လာတယ်လို့သိရပါတယ်။အဲ့ဒါနဲ့ပဲကျတို့ဒီဘက်က PDF ကလေးတွေကလက်ရှိယိုဟာနာမှာဆိုတာရယ်နောက်ရန်သူက16နှစ်အရွယ်သာရှိသေးတဲ့ចောင်းသားတယောက်ကိုဗျာ ဖန်ထားပြီးတော့အရှေ့ကဒိုင်းကပေါ့ဗျာကြည်ကားပြင်းလို့လုတ်ပြီးတော့လာတဲ့အတွက်အဲ့ဒီလိုမျိုးနစ်နာမာတွေစိုးမာတဲ့အတွက်စိုးမာစိုးရင်တော့ကျွန်တော်ဒီ PDF တိုက်တွေကနောက်ပြန်စုတ်ခရတယ်လို့လည်းငပြေမကြောက်ချက်တစ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံဘုံငကူကကြောချလို့သိရှိရပါတယ်တို့ပြင်ရေကြည်မျိုးနဲ့အမြောက်တက်အမတ်တ34အမြောက်တက်ကိုလက်နက်ကြီးတွေနဲ့ပြီးခဲ့တဲ့ဇွန်လ7ရက်နေ့မှာအဲချက်ကြတယ်ပေါ့နော်အဲ့ဒီမှာကြုံကြော်ခတ်လိုက်ရ 36ကိုအဲ့ဒီအမတ်တ34မြောက်တရင်ကပြောင်းရွှေ့လာတယ်လို့လည်းသိရှိ